အရှင်ဘုရားမလျင်ကဘာကြောင့်လှုပ်တာလဲဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုသဘောတက်ရောက်ပါသလဲတဲ့ဘူမိဇာလာတုတ်မှာမြင်းကလေးလှုပ်ကြောင်း၈ပါးကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်အဲ့ဒီမြင်းကလေးလှုပ်ကြောင်း၈ပါးကဘာတွေလဲဆိုရင်၁မြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၂တကောအဋ္ဌိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၃ဘုရားအလောင်းပရိသန်တွေယူခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း လေဖရာအလောင်းဖွားမြင်ခြင်းကြောင့်မြင်ငလျင်လှုပ်ခြင်း၅၅ဖရာအဖြစ်သို့ရောက်ရှိတော်မူခြင်းကြောင့်မြင်ငလျင်လှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားခြင်းကြောင့်မြင်ငလျင်လှုပ်ခြင်း၇ဖခင်ရှင်အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်မြင်ငလျင်လှုပ်ခြင်း၈ဖခင်ရှင်ပြိဋိဘံပြုတော်မူခြင်းကြောင့်မြင်ငလျင်လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမြင်ငလျင်လှုပ်ကြောင်းအကြောင်းရှိပါပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာဖခင်ရှင်မရှိတော့တဲ့အတွက် ယခုနောက်ပိုင်းမြင်းငလျင်လှုပ်တာတွေဟာအဆိုပါမြင်းငလျင်လှုပ်ကြောင်းရှိပါတဲ့ကမြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းနဲ့တကူအိတ်ဒီဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းဆိုတဲ့အကြောင်းရင်းနှစ်ချက်တစ်ချက်ချက်ကြောင့်လှုပ်တာဖြစ်ပါတယ်နော်